တန်းဆန်းဆောင်ရေးတွေပြတာပြီးအမြင့်ပြန်နေတဲ့အာဆင်နယ်တီးကိုနောက်ကွယ်နေပံ့ပိုးပေးနေတဲ့ကစားသမားတဦးရှိပါတယ်အဲ့ဒါကတော့လက်ရှိအချိန်မှာအရင်ကျဆုံးတဲ့ prime time ရောက်နေခဲ့တဲ့ Gabriel Macahi တချို့တွေကလက်ခံမှာမဟုတ် Gabriel Macahi တကယ်ကို prime time ရောက်နေတာဟုတ်ပါမလားဆိုပြီးမေးခွန်းထုတ်လိုက်မယ်ကျွန်တော်ပြောပြမယ်ကစားသမားတယောက်က လူငယ်ကစားမဘွားနေစီညာလေးပဲတလှမ်းမှုစူးစားတဲ့အချိန်ရဲ့အဲ့ရမတဆင့်ပုံမှန်ပွဲကစားဝင်ရတဲ့အချိန်ရဲ့အဲ့ရမတဆင့်သူ့ရဲ့ prime time လို့ခေါ်တဲ့ကစားမဘွားအကောင်းဆုံးအချိန်ကြီးရဲ့အဲ့အဆင့်ဆင့်ကိုဖြတ်တန်းရတယ်ဒီနေထားမှာအရှိရနှစ်ဆင့်ကိုသူကြံခဲ့တဲ့ရာသီတွေကဖြတ်တန်းပြီးွားပြီကျွန်တော်မြင်ဘူးသမျှ2020နေလက်ရှိအချိန်ကြီးဆို GB မကာကြီးရဲ့ဒီရာသီကအရင်ကျဆုံးနဲ့အကောင်းဆုံးပဲအဲ့လိုပြောလို့ရလောက်တယ်ဘာကြောင့်လဲဆိုတော့ leadership အပိုင်းသူကပရင်လက်ပတ်ဝတ်ဆင်ပြီးကစားတဲ့ပွဲတွေဒိုင်းကွန်ပလိန်တက်တဲ့အပိုင်းနဲ့တကယ်ရှယ်ပဲအသင်းအတွက်အတွင်းကိုဖန်တီးမှု အမြဲတမ်းသူနဲ့ကျွန်တော်ရှင်တွဲပြီးတွေ့ရတယ်အမြဲတမ်းမဟုတ်ဘူးဆိုရင်တော့မှ pre acid ပုံစံမျိုးတွေသူဆက်နေပေါဝင်ပတ်သက်ခဲ့တာကျွန်တော်တွေ့ရတယ်နောက်တစ်ချက်အသင်းရဲ့ clean sheet တွေကတိုက်ဆိုင်တာမဟုတ်ဘူးသူ့ရဲ့တကက်ကို prime time ဖြစ်လာတဲ့အချိန်ရဲ့ saliban နဲ့အတွဲညီညီခန်းစစ်ကိုကာဝယ်သွားတာရဲ့အဲ့အပိုင်းနောက်တစ်ချက်ကတော့ဒီကစားသမားရဲ့အခုနောက်ပိုင်းပို့ပြီးရင်းကျက်လာတဲ့ဟန်ဂေဗီယမခိုင်းရောက်လာတော့အဲ့ကစားမဘလောက်ထိဇားရှိလဲဘလောက်ထိကောင်းလဲဆိုတော့ကျွန်တော်သိတယ်သို့တော့အဲ့ဒီကစားသမားရဲ့အမားလေးတွေ မလူလားအပ်တဲ့ emotion မထိနိုင်တဲ့အပိုင်းလေးတွေဒီအဆင့်ညာလူငယ်သားမတူဖြစ်တာဖြစ်တဲ့အတွက်သူ့အနေနဲ့ဒါတွေကိုအချိန်တော်ကြာတင်ယူခဲ့ရတယ်။ဒါပေမဲ့ Premier League အထာနဲ့လာတယ်ပေါ်တပုတ်ဘလို့ကင်တွေ့ရမလဲတိလာတယ်ကိုယ့်ရဲ့တင်းမိတ်ဆယ်ယောက်ကိုဘလို့ထိန်ချော့မလဲဆိုတာတိလာပြီးတော့ပေါ်တပုတ်ကိုလိုအပ်သလိုတန်ပိုးအတင်ချလုပ်တဲ့အပိုင်းတွေ defend ကိုလုံးလုံးကာကွယ်တဲ့အပိုင်းတွေနဲ့အထူးသဖြင့်ဆာလီဘာနဲ့ communication ကောင်းကောင်းလုပ်နိုင်ပြီးတော့ပွဲအတွင်းမှာတစ်ဖက်တိုက်စစ်ကောင်မောက်ရက်တန့်တဲ့အပိုင်းတွေတယောက်ကဝင်ပြီးဖြတ်မယ်ဆိုတယောက်က ထွက်လာနိုင်တဲ့စကန်ဘောနေရာကိုတိုင်မိပေးတာအဲ့ဒီအပိုင်းဒီမှာတော်တော်လေးကိုမှကစားသမားနှုတ်ကနားလည်မှုရှိတယ်အဲ့တော့ဒီအားဒီမှာဂီဘီမကာကြီးကိုဘာကြောင့်ကျွန်တော် prime time ရောက်နေလဲဆိုတော့အဲ့အပိုင်းမှာဒီဗီဒီယိုကတော့အခြားကစားသမားအကြောင်းကျွန်တော်မပြောတော့ဘူးဂီဘီမကာကြီးအတွက်တီးတန့်ကျွန်တော်လုပ်ပေးတာပေါ့လေတခုရှိရတော့ဒီဗီဒီယိုကလည်းကျွန်တော်ကြိုပြီးလုပ်ထားခဲ့တာဘာကြောင့်ဆိုတော့အခုဒီဗီဒီယိုတက်လာတဲ့အချိန်မှာကျွန်တော်ခီးသွားနေတဲ့အချိန်ဖြစ်တယ်ဒါတို့တော့ကျွန်တော်တင်းဟာဒီဗီဒီယိုတင်ပေးလိုက်မယ်ပေါ့လေအဲ့တော့ဂီဘီမကာကြီးရဲ့ဒီယာဒီမှာပြိုင်ပွဲစုံရေးရမှာဆိုရင်တော့နှစ်ကိုးသွင်းပြီးသုံးလုံးဖိန်ထားတယ် အဲ့မှာနယူကဆယ်အသင်းရဲ့ပွဲစဉ်မှာအသင်းအတွက်အရေးပါတဲ့အနိုင်ကိုကိုနောက်ကျမိနစ်မှာခေါင်းတိုက်သွင်းသွားခဲ့တယ်။ပြီးတော့ဖူဟန်အသင်းရဲ့ပွဲစဉ်မှာတလုံးဖန်တီးခဲ့တယ်။အတ္တရာဒီကိုမက်ဒရစ်အသင်းရဲ့ပွဲစဉ်မှာတလုံးသွင်းတလုံးဖန်တီးခဲ့ပြီးတော့နောက်ဆုံးကန်သွားခဲ့တဲ့ဘန်လီအသင်းရဲ့ပွဲစဉ်မှာတလုံးဖန်တီးခဲ့တယ်။ဘိုးခန်စစ်သားမတူရဲ့အဲ့ဒီသွင်းကိုဖန်တီးမှုတွေကယူသူချင်စရာပဲ။ကျွန်တော်ပြောပြမယ်ဘောလုံးအားစားနီးမှာလေဘောခန်စစ်တို့အဲ့ဒီဖူးဘက်ကစားသမားတို့ကိုင်းလက်ကစားသမားတို့ကဂိုးသွင်းပေးရပါမယ်ဆိုတဲ့ဂျူတီမပါဘူး ဲ့လိုမျိုးသွင်းကိုဖန်တီးမှုတွေလုပ်ပေးဆိုတာမော်ဒန်ဘလုံးလောကရဲ့တောင်းဆိုမှုကြောင့်လည်းပါတယ်လို့ကစားသမားတွေကိုယ်တိုင်ကလည်းသူ့ရဲ့မူလဂျူတီအပြင်ကိုမှထပ်မံပြီးအသင်းအတွက်ဆွမ်းဆောင်ပေးတာဒါမျိုးမဟုတ်လေသူတို့ဘာမှမပြောဘူးသို့တော့အဲ့ဒါထပ်ပို့ပြီးအသင်းအတွက်လုပ်ပေးခြင်းတဲ့အခါမှာဒါမျိုးတွေကဖြစ်လာတာအာဆင်နယ်အသင်းကတေကန်ဘောတွေအားကိုးရတာမှန်တယ်ဒါပေမဲ့အဲ့အာဆင်နယ်အသင်းရဲ့တေကန်ဘောတွေကိုအဲ့လို quality player တွေမရှိဘဲနဲ့ဘယ်အသင်းမှလိုက်လို့ဖို့လိုက်ပြီးတုပဖို့ copy ကူးဖို့မလွယ်ဘူး အာဆင်နယ်ကန်တော့ခဲ့တဲ့ပွဲစဉ်ကိုအထက်ထက်ကပြန်ကြည့်ပြီးတော့အဲ့ဒီပုံစံတိုင်းလိုက်ပြီးလေ့ကျင့်လို့တော့ရမယ်။ဒါပေမဲ့ဒီကလန်လိုက်လို့ကန်တင်တာမျိုး၊ဂေဗီယယ်မကာကြီးလိုမျိုးခေါင်းတိုက်တာမျိုး၊စကန်ဘောတွေကိုပိတ်သိမ်းမဲ့အဇီးတို့၊ယော့ဂရက်တို့၊ထရော့ဆက်တို့အဲ့လိုကစားမမျိုးတွေကအသင်းတိုင်းမှာမရှိဘူး။ဒါကျွန်တော်အခြားတင်းတို့ကြောင့်နှိမ်ပြီးပြောတာမဟုတ်ဘူးအခုအာဆင်နယ်အသင်းမှာရှိနေတဲ့ပလေယာတွေကလေ့ကျင့်ထားခဲ့တဲ့စက်ပီးနဲ့ပတ်သက်ပြီးတော့ကောင်းကောင်းအသုံးချတယ်အထူးသဖြင့်ဂေဗီယယ်မကာကြီးနဲ့ဝီလျံဆာလီဘာရဲ့ကော်နရှင်ကတော်တော်လေးကောင်းတယ မင်းကအဲ့ကစားမောက်ဘလိုထိန်ထွက်လာတဲ့ဘောလုံးငါဘလိုထိန်မယ်ဆိုပြီးတော့မျက်လုံးချင်းနဲ့ရတဲ့စက္ကန့်ပိုင်းလေးတည်းမှာတိုင်ပင်ပြီးတော့ဖြတ်သွားခဲ့တာနောက်တစ်ချက်ကဒီကလန်ရိုက်ကန်တင်မဲ့ဘောလုံးရေဂေဗီမကာကြီးပြေးသွားမဲ့တိုင်ပင်အဲ့တိုင်ပင်ကအရန်ရေးကြီးတယ်ပွဲတဲ့ဘက်ကိုကြည့်လိုက်မယ်ဆိုဂေဗီမကာကြီးနောက်နားမှာကစားမ2ဦး3ဦးထိတက်ကံမောကန်တဲ့အချိန်မှာရှိတယ်ဒါပေမဲ့အဲ့ဒီအချိန်ဒီမှာသူ့အနေနဲ့အဲ့ဒီကစားသမားတွေကိုရုံးထွက်ပြီးတော့ပြေးလာပြီးတော့အသင်းအတွက်ဗန်လီသင်းတဲ့ပုံစံမှာဖန်တီးပေးသွားတာကြည့် ျွန်တော်ပုံလေးတင်ထားပြီးမယ်ဂေဘီမကိုင်းကိုနောက်ကနေလိုက်ဆွဲတာမှာအတကုံပဲဘေးစီကိုအပြင်ရောက်တော့မယ်အဲ့ထိဆွဲထားလို့မယ်ဒါပေမဲ့ဘာဖြစ်လဲဂေဘီမကိုင်းကြီးကရှောင်းနဲ့အသားလေးမတင်ပေးလိုက်တယ်အဲ့ဒီဘောလုံးကိုယောဂရက်ကတိုက်သွားခဲ့တယ်အဲ့ဒါအာဆင်နယ်တင်းတွက်အသက်တမျှအရေးပါတဲ့ဥဆောင်ကိုပြီးတော့နျူကာဆယ်အသင်းရဲ့ပွဲစဉ်မှာကျွန်တော်တို့ကတရေပဲကြားမိတဲ့တူပါလီလို့ထင်တဲ့ချိန်မှာသူ့အနေနဲ့အာဆင်နယ်တင်းတွက်အနိုင်ကိုခေါင်းတိုက်ပြီးသွင်းသွားခဲ့တယ်ဒီနေရာမှာ appreciate လို့ရမှာကိုသမောက်နည်းနည်းလေး delay ဖြစ်အောင်လှုပ်ထားနိုင်ခဲ့တဲ့စာလီပါရဲ့ ဂျားလေးထဲမှာမတိမတာနဲ့ရောင်းဂျမ်မီမြင့်မြင့်နဲ့ခုန်တိုက်သွားခဲ့တဲ့ဂီဗီယမကာကြီးရဲ့ဒီလိုအခြေအနေတွေပေါင်းစုံတဲ့အခါမှာဂီဗီယမကာကြီးကအာဆင်နယ်တင်းတဲ့တရားဒီမှာ twin goal ဖန်နေမှုတွေတောက်လျှောက်လုံနိုင်တဲ့အပြင်မှာ clean sheet တွေအများကြီးယူပေးနိုင်တဲ့ကစားသမားဖြစ်ကျွန်တော်တို့အတိမတ်ပြရအောင်ဆာလီဘာကောင်းတာမှန်တယ်ထင်ပါကောင်းတာမှန်တယ်ကာလာဖီယိုရီကောင်းတာမှန်တယ်သို့တော့အဲ့ဒီခက်စလိုင်းတစ်ခုလုံးကို leadership အပိုင်ရောအုပ်ချုပ်နိုင်တဲ့အပိုင်ရော အသင်းရဲ့တိုက်စစ်နဲ့ပတ်သက်ပြီးတော့တေကန်ဘောရီမှာဥဆောင်နိုင်တဲ့အပိုင်းမှာဂေဘီယမကာယိုကျွန်တော်လုံးဝတရားခိုင်တော့အသိမဲ့ပြူရမယ်။တချုပ်ပွဲကြီးသူမပါနိုင်တဲ့ခါမှာတေကန်ဘောရီနည်းနည်းလေးအားနေသွားတာရှိအတိုက်ဆိုင်မှုမဟုတ်သူ့ရဲ့စွမ်းဆောင်ရည်ဒီပဲအခုအသက်က29နှစ်ကျွန်တော်တို့အလက်ကောင်လို့ချစ်စနိုးခွာပါလေအကြီးကောင်ကတော့ဂါဘရီယယ်ဂျေဆုအလက်ကောင်ကတော့ဂေဘီယမကာယိနောက်ပြီးဂါဘရီယယ်မာတီနယ်လီကတော့အငယ်ကောင်ကျွန်တော်တို့မှာအဲ့၃ယောက်ရှိတယ်။ ဲ့ကြောင့်အာဆင်နယ်တီးနေတဲ့ဒီကစားမဟုတ်2029ခုနှစ်ဒီစာချုပ်တက်တန်တိုးလိုက်တယ်ဆိုတာကကစားသမားရဲ့မန်တယ်ကိုလည်းကြိုက်တယ်ကစားမလည်းဒီအသင်းမှာပျော်တယ်ဒီအသင်းကလည်းသူ့ကိုဒီလိုမျိုးဖြစ်လာအောင်မြေတောင်မြောက်ပေးခဲ့တာဖြစ်တဲ့အတွက်ဂီဗီယမကာကြီးကအသင်းမှာဆက်ပြီးနေလိုက်တာနောက်တစ်ချက်ကဂီဗီယမကာကြီးကကျွန်တော်တို့အရန်ကိုလိုချင်တဲ့ကပရင်တောက်ကလီဒါရှစ်မျိုးတွေ့ရတယ်ကျွန်တော်ရှင်းရှင်းလေးပဲကျွန်တော်သိတဲ့ကပရင်ဆိုတာကအသင်းသားတွေရှေ့ကနေမာမက်ရက်တီးပြီးဒိုင်းကိုရှယ်ကွန်ပလိန်တက်တာကျွန်တော်အဲ့လိုမျိုးလိုချင်တာတခုခုဆိုရင် အေးအေးလူလူနဲ့ intro ပျော့ပျော့လေးဝင်တဲ့ကစားသမားမျိုးကိုကျွန်တော်မကြိုက်ဘူးတချို့တွေကအဲ့မျိုးကြိုက်ရင်ကြိုက်လိမ့်မယ်ဒါပေမဲ့ကျွန်တော်သိတဲ့ coupling က gear မကိုင်းလို့မျိုးပောက်ကွဲဟာကောင်းတယ်ကိုယ်ကစားသမားရဲ့ရှက်လေးမအားမဲ့ရက်တည်တယ်ဒိုင်းကိုတခွန်းမကန်ရင်ပတ်မဝင်အောင်တောင်းဆိုတယ်အကြံပြုတယ်ပြောဆိုတယ်ဝေဖန်တယ်အဲ့ဒါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကအရန်သဘောကျတယ်ဒါပေမဲ့အာဆင်နယ်တင်းမှာသူကတတိယ coupling ပထမ coupling ကမာရင်အူရီကဒုတိယ coupling ကဘူကောက်စာကတတိယ coupling ကဒီ gear မကိုင်း နောက်ထပ်ကပတိန်နှစ်ယောက်ကတော့အသေးရဲ့ဝေလကဲမှာဦးဆောင်နေပြီးစကားပြောခွင့်ရဆိုတဲ့ဒီကလန်ရိုက်နဲ့မီခင်းမိန်တို့အဲ့တော့ဒီကစားမအနေနဲ့ line လီအသင်းဆန်နေပြီးအာဆင်နယ်ရောက်လာတော့ EU 26.3သန်းနဲ့2020သူရောက်လာတဲ့အချိန်ကအာဆင်နယ်ကပန်းခင်းသောလမ်းမဟုတ်တတော်ခက်ခဲနေတာယူပါလီဝင်ဝင်ရရင်ပျော်နေရတဲ့အချိန်ကာလလိုလည်းပြောလို့ရတယ်။ဥယျာဝဝင်တစ်ခုရရင်ပျော်နေရတဲ့အချိန်ကာလဖျို့ဖျက်ဖြစ်နေတဲ့ကာလပေါ့လေ။ဒီကစားမတော့ဒီယာတီမှာအာဆင်နယ်တင်းအတွက်ပြိုင်ပွဲသုံး15ပွဲမှာ13ပွဲပွဲထွက်တာလေ နှစ်ကိုးသိမ့်ပြီးတော့သုံးလုံးဖိန်ထားတယ်။အဝါနှစ်ကက်ထိထားတယ်။ဒီနေရာမှာဒီကစားသမားရဲ့ဒါအာဆင်နယ်အသင်းအတွက်ဆိုပြိုင်ပွဲဆို225ပွဲကစားပြီးသွားပြီ။အဲ့ဒီမှာသူ့အနေနဲ့22ကိုးသိမ့်ပြီးတော့၈လုံးဖန်တီးထားတယ်။ ဘိုးခက်စစ်ကစားမတူးစီကနေပြီးတော့အဲ့လိုဆွမ်းဆောင်မျိုးမလွယ်ဘူးကျွန်တော်အခုတချို့အချက်လက်တွေကြည့်တာလေ2020သူရောက်လာပြီးတဲ့လက်ရှိအချိန်ထိ GB မကာကြီးရဲ့အဲ့22ကိုးသွင်းရှစ်လုံးဖန်တီးဆိုတဲ့ဘိုးခက်စစ်ကစားမတူးရဲ့ဆွမ်းဆောင်ရည်ကိုအဲ့ဒီကာလနေဒီချိန်ထိတွက်မယ်ဆိုရင်အခြားဥရောမှာအခြားကစားမမရှိဘူးဆိုပြီး record ကြီးတွက်တရဒါကဘာကိုပြောချင်လဲဆိုတော့ဘိုးခက်စစ်ကစားမတူးစီကနေရာနိုင်ကြီးရှိတာထက်အများကြီးတွင်းကိုးတွေဖန်တီးမှုတွေရတယ် ခက်စစ်မှာဆိုလဲကလင်းရှိတွေအများကြီးရတယ်အဲ့ဒီကစားသမားတူကအာဒီတာစိတ်ကြိုက်ပွဲမိနစ်60တွင်မှာနှစ်ယောက်စာရုံးနေပြုတ်လို့ရတယ်တိုက်စစ်ဆိုလဲသူပဲခန်စစ်ဆိုလဲသူပဲကျွန်တော်တို့မနစ်ကယာတီကတော်တော်များများတွေဆုံရှုံသွားတဲ့အချိန်မှာဂေဘီယယ်မကာဟီကိုကျွန်တော်လက်လွတ်လိုက်ရတာလည်းပါတယ်ခီဗီယောကောင်းတာမှန်တယ်ဆာလီဗာနဲ့တွဲဆုပ်လို့အဆင်ပြေတာမှန်တယ်ဒါပေမဲ့တချို့ဘက်မှာကျွန်တော်တို့ဘာကြောင့်လွယ်လွယ်ကူကူဂိုးတွေပေးနေရတယ်အဲ့ဒါက ်ဂီဘီယံမကာကြီးမပါတဲ့ချိန်မှာကျွန်တော်တို့ခွင့်ပြုရတယ်။ဒါပေမဲ့ဒီရတိမှာဂီဘီယံမကာကြီး strong ဖြစ်လာတယ်။အာရိဒါလည်းသူ့ရဲ့အဓိကကစားမားတွေကိုအနိုင်သေးကြပြီဆိုတော့နဲ့ချက်ချင်းခောက်သိမ်းလိုက်တာမျိုးတွေလုပ်တယ်။ဘာကြောင့်လဲဆိုတော့ဒီရတိမှာပွဲ90အထက်ကျွန်တော်တို့ကကန်းပါတိုင်ပွဲစုံဆိုရင်အဲ့တော့ဒီရတိမှာအာဆီနယ်သီးရဲ့အကောင်းဆုံးခံစစ်ဖြစ်တဲ့ကာလာဖီယိုရီ၊ဂီဗီယံမကာယီ၊ဝီလန်ဆာလီဗာ၊ဂျူရန်တင်မာအဲ့၄ယောက်ကိုသာအာဆီနိုကောင်းကောင်းအသုတ်ပြလိုက်မယ်ဆိုရင်တော့တကယ် share ကျွန်တော်တို့ဘာမှမစုမျှော်မှန်းလို့ရတဲ့ major player တွေရမယ်ယာတီလို့ကျွန်တော်ကတော့ထင်ပါတယ် ကစားမတယောက်အတွက်အကောင်းဆုံး prime time ရာသီတစ်ခုဆိုအမြဲတမ်းရှိတယ်။ကျွန်တော်သိတဲ့ KB မကာရီရဲ့အကောင်းဆုံး prime time ရာသီကဒီရာသီလို့ထင်တယ်။ prime time ရာသီကတော့တချို့ကစားမိုက်ဆိုတော့2ရာသီ3ရာသီလောက်ဆက်တာတွေ့ရတယ်။အဲ့တော့အသက်28နှစ်ရှိဖြစ်တဲ့ဂီဗီယမကာကြီးတယောက်နောက်နှစ်နှစ်3နှစ်လောက်ထိအာဆင်နယ်မှာ prime time တကယ့်ကိုမှခြေစွမ်းကောင်းနေထိတ်တန်းစွမ်းဆောင်နေဆက်ပြီးပြသနိုင်မလားစောင့်ကြည့်သွားမယ်ဒီရာဒီမှာတော့ကျွန်တော်တို့မျှော်မှန်းထားတဲ့အများကြီးဂီဗီယမကာကြီးဆီကနေတွင်းကိုဖန်တီးမှုတွေရရှိထားပါတယ်အဆုံးထိကြည့်တယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောင်းပြစ်ကစားခြင်းလို့ဆိုတော့ဘာပြောင်းဖို့တုံညာကို6 4 6 4လုံးတုံညာ3တိန်ဘက်တုံညာကို9 9 3 9လုံးတုံညာတို့မှာဆက်သွယ်ချိဆက်ပြီးကစားလို့ရပါတယ်။ဘယ်မှာပဲဆော့ဆော့ပါဘောလုံးပွဲကြီးစော့ခြင်းနဲ့ကိုတုစီမှာပဲအကောင့်တွေဖွင့်နေနေတယ်ဆိုရင်တော့အားလုံးကိုနှွေးထိတ်ကြည့်ဆိုပါရစေ။မဆော့တဲ့ညီကိုတွေကတော့ YouTube မှာကျွန်တော်ကြည့်ပြီးတော့အားပေးလို့ရပါတယ်ခင်ဗျာ။